မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးခရိုင်မြို့ဖြစ်တဲ့ဖလန်းမြို့မှာချင်းတော်လိုင်းရဲတပ်တွေနဲ့စစ်ကောင်စီအုပ်စုတပ်တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ၄ရက်ရှိလာခဲ့ပြီးတော့တိုက်ပွဲပြင်းထန်နေကနှစ်ဖက်အကြဆုံးတွေများပြားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းတော်လိုင်းရဲအင်အားစုတွေဖြစ်တဲ့ချင်းညီနောင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တပ်ဖွဲ့တွေကဖလန်းမြို့ပေါ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုရဲ့ချေလင်းတိုင်ရင်ခလိုက်ရ268လက်အောက်ခံ စစ်ကောင်စီအုပ်စုစခန်းတွေကိုနိုဗမ်ဘာလ10ရက်နေ့ကနေနိုဗမ်ဘာလ17ရက်နေ့အထိ၄ရက်ဇက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့နှစ်ဖက်ထိခိုက်သိမ်းဆုံးမှုတွေရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်အဲ့ဒီတိုက်ပွဲ၄ရက်တာအတွင်းမှာစစ်ကောင်စီအုပ်စုတပ်တွေကကလေးမျိုးဘော်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပါအဝင်လေကြောင်းနဲ့ပစ်ကူပေးပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တုန်းကပြောပါရယ်အခုကတိုက်ပွဲကပြင်းထန်နေတယ်မနေ့ကလည်းတော်လိုင်းဘက်ကအကြရှိတယ်လေရင်လဲခဏခဏလာတာဆိုတော့ အခြေအနေကတော်လိုင်းဘက်ကတော့အေးတာနေတယ်ဖလန်းမျိုးကိုတော်လိုင်းအင်အားစုတွေကထိန်းချုပ်တာတော့မကြရသေးဘူးလို့အဲ့ဒီသတင်းရေးမြစ်ကပြောပါတယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေဘက်ကဒဇုံတရားထုတ်ပြန်တာမရှိသေးပေမဲ့စစ်ကောင်စီအုပ်စုဘက်ကတော့နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက် CDF ရှစ်လောင်းမောင်းပြတနက်10လက် M16 တနက်တလက် M22 တနက်တလက် M12 အမျိုးအစား RPG တလက် ကြည်အိမ်မျိုးစုံ၅ခုကိုတိမ့်စီရရှိခဲ့တယ်လို့ဝါရဖြန့်ထုတ်ပြန်ထားပါတယ်ဒေတာကန်သတင်းရင်းမြစ်တွေရဲ့အဆိုအရတိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီအုပ်စုတပ်တွေဘက်က120စစ်ဘက်သုံးရဟတ်ရင်ကိုအတုံးပြုပြီးတော့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်နိုဝင်ဘာလ10ရက်နေ့ကဒေတာကန်အမျိုးသမီးတဦးလက်နက်ကြီးကြီးစားထိမှန်ခဲ့ပြီးတော့သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်ဒါအပြင်ဖလန်းမျိုးပေါ်ရက်ွက်တွေဖြစ်တဲ့ကျင်မွာဘလိုက်ဖာတော့တလန်တိုလိုက်ဇိုဇာလိုက် လိုင်လုံလုံပီစတဲ့ရက်ကွာ6ခုကဒေသခံတွေနဲ့ကြေးရွာ200နီးပါးကဒေသခံ1000ကျော်ဟာဆစ်ဆောင်နေရပြီးတော့နာမကျန်းဖြစ်တဲ့လူတွေနဲ့ထွမပြေးနိုင်တဲ့အသက်ကြီးရွယ်အိုတချို့ကတော့ထွမပြေးနိုင်ပဲတိုက်ပွဲဖြစ်ပွားနေတဲ့မြို့ပေါ်မှာကြံနေခဲ့တယ်လို့ဖလန်းမြို့နယ်တော်လိုင်းအင်အားစုဖြစ်တဲ့တာဝန်ခံတူကပြောဆိုထားပါတယ်မြို့သိမ်းတိုက်ပွဲစနေပြီဆိုတော့ပြည်စည်းဆုံးဆုံးမှုကရှိတယ်ဗျအခုလောလောဆယ်တော့အပြင်ကိုထွက်ကြည့်လို့မရသေးတဲ့အခါကျတော့တိတိကျကျအတိအကျတော့မသိရသေးဘူးမနေ့ကဆိုရင်120နဲ့လာပစ်တာဘုံကျဲတာမျိုးတွေ ်ပျက်စီးဆုံးရှုံးမှုတွေရှိတယ်မနေ့ကဆိုရင်စစ်ကောင်စီဘက်ကနေအိမ်တွေကိုမီးရှို့လို့အိမ်သုံးလုံးလောက်ပျက်ကျသွားတာမျိုးတွေရှိတယ်လို့အဲ့ဒီတာဝန်ခံကပြောဆိုထားပါတယ်ဖလန်းမျိုးပေါ်တိုက်ပွဲဖြစ်ပွားနေတာကြောင့်စစ်ဘေးတိမ်းရှောင်နေကြသူတွေဟာအဝတ်တထည်ကိုတခုနဲ့ထွက်ပြေးလာကြတာကြောင့်အစားတောက်ဖို့အိုးခွက်ပကန်းအပါဝင်စမ်းစီစားစားနဲ့ရိတ်ခါတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်ဒါအပြင်စစ်ကောင်စီအုပ်စုတပ်တွေက ချင်းပြည်နယ်ကုန်စည်စည်းစိမ်ရာလမ်းကြောင်းဖြစ်တဲ့ကလေးတီးတိန်ဖလန်းကားလန်းကို2023ခုနှစ်အော်တိုဘာလကစပြီးတော့ကုန်သွယ်ခွင့်ကိုတားမြစ်ပိတ်ပင်ထားတာကြောင့်ကုန်စည်စည်းစိမ်မှုမရှိဘဲစေးဝါးနဲ့စားနပ်ရိက္ခာအပါအဝင်ကုန်ပစ္စည်းတွေပြက်လက်နေတယ်လို့အကူအညီပေးတဲ့သူတွေကပြောပါတယ်ဖလန်းမြို့နယ်လူသားချင်းစာနာမှုတာဝန်ခံတအုပ်ကတော့လုံလောက်မှုတော့မရှိဘူးဗျကျွန်တော်တို့ဖလန်းမြို့နယ်အတွင်းမှာ185ရွာလောက်တိမ်းရှောင်နေရတဲ့အတွက်အကုန်လုံးကိုတော့ကျွန်တော်တို့လိုက်ကြည့်လို့မရသေးဘူး ကျွန်တော်တို့လောလောဆယ်စီစဉ်ထားတဲ့နေရာတွေမှာတော့စံစီစားတွေအခက်အခဲရှိနေသေးတယ်လို့ပြောဆိုထားပါတယ်ဖလန်းမြုံတဲ့အတွင်းမှာတော့ချင်းပြည်တော်လန်ရေးအင်အားစုတွေကဝေဘူးလာမျိုးရီကော်ဒါမျိုးတီးဘွာရွာစစ်ကောင်စီအုပ်စုစခန်းဘားရွာစစ်ကောင်စီအုပ်စုစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့လက်ရှိမှာဖလန်းမြုံပေါ်မှာရှိတဲ့စစ်ကောင်စီအုပ်စုရဲ့ခြေလင်းတရင်ခလာရ268လက်အောက်ခံစစ်ကောင်စီအုပ်စုတပ်သားတွေသာကြက်ရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့အမ်းမြုံမှာလက်ရှိဖြစ်ပွားနေတဲ့မြို့သိမ်းတိုက်ပွဲကြရက်ဟာတရုတ်စီမံကိန်းကြီးတွေတရှိရာကြောက်ဖြူမျိုးကိုရိုက်ခတ်လာပြီးတော့လက်ရှိမှာစစ်ကောင်စီဟာကြောက်ဖြူမှာစီရဲလှုပ်ရှားမှုတွေကိုရခင်ကထက်နှစ်ဆကန့်တွန်းမြင့်ပြီးတော့လှုပ်ဆောင်လာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြက်မြင့်မျိုးကတအူးကအမ်းကိုအေအေကတိုက်နေတဲ့စစ်ပွဲကြရက်ကြောင့်ထင်ပါတယ်။အခုကြောက်ဖြူမျိုးအတွင်းမှာစီရဲလှုပ်ရှားမှုတွေအတော်များလာတယ်။စစ်တပ်ကမြို့တွင်းမှာခြေချင်းကိုလိမ်နေတာပဲ။မြို့တွင်းကနေရာတိုင်းလိုလိုမှာစစ်သားတွေကင်းမုန်းဝင်နေကြတယ်။ဟိုနေရာမှာ၃လရောက်ဒီနေရာမှာ၃လရောက်နဲ့လို့ပြောဆိုထား ါပါတယ်စစ်ကောင်စီဟာရေတပ်သင်းမောတွေလေရင်တွေနဲ့အင်အားအများအပြားဖြည့်တင်းနေသလိုတစ်ဖက်မှာလည်းအေအေရဲ့ထိုးစစ်ကိုခုခံမှုအတွက်ဘန်ဂါတွေဂရုတ်ချင်းတွေစစ်ဘက်ဆိုင်ရာအဆောက်အဦတွေကိုအကြီးစားပြင်ဆင်မှုတွေကိုအပြင်းထန်ပြုလုပ်နေတယ်လို့စီးရဲသတင်းအမြင့်တွေကပြောဆိုချက်အရသိရပါတယ်စီဒီယံဘူကြီးဇေယောကလည်းအာရခတတ်တော်အေအေဟာအနောက်ပိုင်းတိုင်းတီရှိရာအမ်းမြို့ကိုတိုက်ပိုက်ပြီးတဲ့နောက်ကြောက်ဖြူမြို့တောင်ကုန်းမြို့စီစီကိုသူ့ရဲ့စီးရဲလက်တံကိုဆန့်ထုတ်လာနိုင်တယ်လို့သတင်းဌာနတွေကသုံးသပ်ပြောဆိုထားပါတယ်အာရခတတ်တော်ဟာ အမ်းမြို့တိုင်တိုက်ပွဲကိုဆင်နွှဲနေတဲ့အချိန်နဲ့ကြပြိုင်နက်ထဲမှာပဲအမ်းမြို့နယ်တောင်ဘက်ကပ်ရက်တီရှိနေတဲ့တောင်ကုန်းမြို့ကိုစတင်တိုက်ခိုက်နေကမြို့ကိုဝန်းရံထားတဲ့အမြောက်တပ်တွေအပါအဝင်အရတများအားလုံးကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အခုလ9ရက်နေ့ကစတင်ပြီးတော့စကခ9ဌာနချုပ်ခမရ346နဲ့ခမရ946တို့ကိုလည်းအနီးကပ်ဆုံးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ကြောက်ဖြူဒေသခံတအူးက အမ်းမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ကောင်ကုန်းမှာလည်းအပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေတယ်ဒီရံပြဲကျုံးမှာကရံပြဲမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်နှစ်မြို့နယ်တရှိရမှာရံပြဲမြို့နယ်ကိုတိုက်ပိုက်ထားလိုက်ပြီးအခုနောက်ဆုံးကြောက်ဖြူကိုလည်းစစ်ရိတ်စင့်ဝေးတွေတန်းလာပြီးဆိုတော့မြို့မှာရှိနေတဲ့လူတွေကလည်းအပြင်ကိုတိုက်မထွက်ရဲကြတော့ဘူးလမ်းသွားလမ်းလာတွေလည်းပုံမှုပြီးတော့ဆစ်ဆေးလာတယ်မြို့ထဲမှာရှိတဲ့လူတွေကလည်းနေ့လယ်နေခင်းတော့မှအပြင်ထွက်ရမှာကိုစိုးရိမ်စရာဖြစ်လာတယ်လို့ပြောဆိုထားပါတယ်ကြောက်ဖြူမျိုးလေနာရီစဉ်မျိုးမဈေးကြီးအပါအဝင်မျိုးရဲမှာရှိတဲ့အချက်ချာကြတဲ့နေရာတိုင်းလိုလိုမှာအခုလျက်ပိုင်းအတွင်းမှာစစ်ကောင်စီ ီတပ်ကအချိန်ပြည့်စစ်ကောင်စီတပ်သားများတွာလာလှုပ်ရှားမှုများကိုပုံမတွေ့မြင်နေရပြီးတော့ပြည်သူများကိုလည်းရခင်ကားတဲ့အစီအစဲတွေပုံမတင်းကျလာတယ်လို့မြို့ကန်တွေကပြောပါတယ် ကြောက်ဖြူမှာတရုတ်စီမံကိန်းကြီးတွေဖြစ်ကြတယ်။ရွှေတဘာဝဓာတ်ငွေနဲ့ရေနံပိုက်လိုင်းစီမံကိန်းတွေရှိတယ်လို့မျိုးဆောင်တက်တွေအနေနဲ့ခမရ၅လေးနဲ့ခမရ၅လေး၃နဲ့ခလိုက်ရ၃၄ဒညဝတီရေတပ်ဌာနချုပ်နဲ့အမတ်၃၂ဒိုးရန်တောင်ရဲတပ်ရင်းတို့အခြေစိုက်ထားတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးကိုမင်းဘူးအန်လန်းကနေတဆင့်ဓာအားဖြန့်ဖြူးပေးနေတယ်။မဟာဓာအားလိုင်းဟာလည်းပြီးခဲ့တဲ့စက်တဘာလ၂၄ရက်နေ့က မအီလုံးတော်ပေါက်တံတားကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့အချိန်မှာချိုရင်းပြက်စီးသွားကလျှက်စစ်မိများပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်။လက်ရှိကြောက်ဖြူမျိုးပေါ်မှာ MPD ဖုန်းလိုင်းတစ်ခုသာပြက်လိုက်ပြန်ရလိုက်နဲ့ရရှိနေသေးတယ်လို့သိရပါတယ်။စစ်ကောင်စီကကြောက်ဖြူမျိုးကိုသွာလာခွင့်ကိုတင်းတင်းကြပ်ကြပ်ကန့်သက်ပိတ်ဆို့ထားတဲ့အတော့ကြောက်ဖြူမျိုးပေါ်မှာလူတွေတောင်းနဲ့ခြေပြီးတော့နေထိုင်လျက်ကြံရှိနေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာနောက်တန်းပြန်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ29ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့အထိကြောက်ကြီးမြို့နယ်ကြောက်ကြီးမြို့ကနတ်တန်ခွင်းမြို့ကိုနောက်ပြန်ဆုတ်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။အင်အားတရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းထဲမှာကံယိုရန်တပ်၊ပရိဂန်တိုင်းတပ် ကြောက်ကြီးအခြေဆိုင်တပ်များစုပေါင်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။တော်လည်းတပ်များရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့်စစ်သား30ကျော်သေဆုံးသွားပြီးအယောက်20ကျော်ကတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ကြောက်ကြီးမူတဲ့စစ်အခြေဆိုင်စခန်းတွေကနေပြီးတော့နောက်တန်းကိုပြောင်းဝင်လာမဲ့တပ်တွေပါရက်အလိုက်ကြီးလို့ရပါတယ်။စုစုပေါင်း90ကျော်မှာသေဆုံး30လောက်ပါဝင်ပါတယ်။ ဒရုန်းတိုက်ခိုက်မှုနဲ့သေဆုံးထိခိုက်မှုတွေများခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရိုးမနှင့်စစ်ကြောင်းအထူးကွန်မန်ဒိုတိုင်ရင်ရုံးကပြန်ကြားရေးတာဝန်ခံကရှင်းလင်းပြောဆိုထားပါတယ်။အော်တိုဘာလ29ရက်နေ့မနက်9:30မိနစ်အချိန်မှာကြောက်ကြီးမြို့နယ်ကျွန်းကုန်းရွာထိပ်မှာ စစ်အင်အားရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ရိုးမနဲ့စစ်ကြောင်းအထူးကွန်မန်ဒိုတပ်ခွဲနှစ်တို့ကြားမှာထိတွေ့မှုစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်9:00နာရီအချိန်မှာတိုက်ပွဲပြီးဆုံးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့10:00နာရီကျော်အချိန်မှာ KNL နဲ့အတူတိုက်ပွဲဖြစ်ခဲ့တဲ့နေရာများကိုတိုက်ရောက်ပြီးတော့ရှင်းလင်းခဲ့ရမှာ MA3 တပ်နဲ့တလက်အပါအဝင်ခဲယမ်းတချို့နဲ့ ချင်းကြားခွန်လုံးစစ်သုံးဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးတေဆုံးပြီးတချို့ကတော့ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပွားမှုအနေနဲ့အော်တိုဘာလ30ရက်နေ့မနက်9နာရီအချိန်ကစတင်ပြီးတော့ကြောက်ချင်းမြို့နယ်ကျွန်းကုန်းရွာဘက်ကိုဖောက်ဆင်းလို့မရတဲ့စစ်ကောင်စီတပ်များကအင်အားအလုံးရင်းနဲ့ရွာကြီးအင်းရွာဘက်ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့စစ်ကြောင်း၃ခုခွဲကစတင်ထိုးဖောက်ဝင်ရောက်လာတယ်လို့သိရပါတယ်။ဒိုယိုမနှင့် ကွန်မန်ဒိုအဖွဲ့နဲ့ KNL ပူးပေါင်းတပ်များကစစ်ကောင်စီတပ်ကိုစောင့်ကြိုတိုက်ခိုက်ချေမှုန်းပစ်ခတ်ခဲ့ရာတိုက်ပွဲဟာတနေကုန်တိုက်ခိုက်ခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေ၄နာရီခန့်မှာအထိနာသွားတဲ့စစ်တပ်စစ်ကြောင်းဟာကြောက်ကြီးမြို့ ဒုံးတူစိတ်ကြီးရွာများဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒုတိယအကြိမ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကစစ်သားအလောင်း၃လောင်းကျန်ရှိခဲ့ကတက်ချက်ကြီးအလောင်း၁လောင်းကိုတော်လိုက်တပ်များကသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဘက်ကစစ်နာဦးကျော်တိတ်ဆုံးပြီးတော့၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုက်တပ်များဘက်ကရဲဘော်တအူခြေတလုံးမှာအဆမှန်ပြီးတော့မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ၁ရက်နေ့တတိယနေ့မနက်၆နာရီအချိန်ကြောက်ကြီးမြို့နယ်ရွာကြီးအင်းနေရာကိုစစ်တပ်ကထပ်မံထိုးပေါက်ဝင်ရောက်လာခဲ့ရာ တော်လိုင်းတပ်များရဲ့ drone နဲ့တိုက်ခိုက်မှုများကြောင့်စစ်တပ်ဟာထပ်မံအထိနာခဲ့တယ်လို့သိရပါတယ်။တော်လိုင်းမြေပြင်အဖွဲ့များဖြစ်တဲ့ယုံမတဲ့ယုံမနဲ့ဖြူပကဖအဖွဲ့ KNL ပူးပေါင်းအဖွဲ့များကိုမထိုးဖောက်နိုင်ခဲ့ဘဲနဲ့အဲ့ဒီနေ့နေ့လယ်၁၂နာရီအချိန်မှာလေကြောင်းပစ်ကူ Jet Fighter ၄ရဲ့နှက်စင်းနဲ့လာရောက်ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလေရင်ကပြစ်ချခဲ့တဲ့ဘုံများဟာမြေပြင်စစ်တပ်များရဲ့အရှိတ်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မြေပြင်စစ်ကောင်စီတပ်များက .5 လက်နက်နဲ့၎င်းတို့ရဲ့စစ်လေရင်ကိုပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်လေရင်ဟာဆက်မပစ်နိုင်တော့ဘဲနဲ့တောင်ကူလေတပ်ကိုပြန်လှည့်သွားခဲ့တယ်လို့သိရပါတယ်။ စစ်လေရင်ပြန်လှည့်သွားပြီးတဲ့နောက်အထိနာနေတဲ့စစ်တပ်စစ်ကြောင်းဟာကြောက်ကြီးမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပြီးတတိယအကြိမ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား၁၀ဦးကျော်တေဆုံးက15ဦးကျော်ထိခိုက်ဒဏ်ရာကျိုးပြတ်သွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲ၃ရက်တာကာလအတွင်းမှာ KNL ဦးဆောင်တဲ့ရိုးမနှင့် KNL ပူးပေါင်း drone အဖွဲ့များမြေပြင်ကွန်မန်ဒိုဖြူပကဖရိုးမတက်စစ်ကြောင်းအလာဝကပူးပေါင်းအဖွဲ့များရဲ့ လက်တွဲတိုက်ခိုက်နိုင်မှုကြောင့်စစ်ကောင်စီဘက်က90ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။အလောင်းတချို့လက်နက်ခဲယမ်းတချို့စစ်ပစ္စည်းအသုံးဆောင်များကိုလည်းတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုတ်မြို့ကိုမနေ့ကညတကောင်ရံအချိန်မှာစစ်ကောင်စီကလေယာဉ်များနဲ့ ဘုံများစွာကျဲချခဲ့ရာအ ਨੇ ဆုံးပြည်သူ၃ဦးခန့်တေဆုံးပြီးတော့နေအိမ်အများပြပြက်စီးသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ၁၇ရက်နေ့ည၇နာရီ၄၅မိနစ်ဝန်းကျင်အချိန်မှာစစ်ကောင်စီရဲ့လေယာဉ်များကမိုးကုတ်မြို့နယ်လယ်ဦးဘက်ကို၎င်းပန်းချံဘက်ကို၎င်းမိုးကုတ်မြို့အနောက်ဘက်ပိုင်းကို၎င်းဘုံများစွာကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံကျဲချမှုကြောင့်အ ਨੇ ဆုံးပြည်သူ၃ဦးတေဆုံးပြီးနေအိမ်အများပြပြက်စီးခဲ့ရတယ်လို့သိရပါတယ်။မိုးကုတ်အရှိပိုင်းလေဦးမင်္ဂလာမက်ခင်ကျောင်းဘက်ကိုလေရင်နဲ့ဘုံကျဲတာဘုံလေးလုံးကြောက်ရောက်ပောက်ကွဲတယ်နတ်စင်တကြောလုံးပါသွားတယ်လို့ပြောတယ်ပြည်သူ သူနှစ်ဦးတည်တယ်လို့ကြားပေမဲ့နာမည်တွေတော့မသိရသေးဘူးပန်းချံဘက်မှာလည်းတလုံးကြတယ်အိမ်နေပျက်စီးတာများတယ်မနေ့ကည7:45မိနစ်ခန့်မှာမိုးကုတ်အနောက်ပိုင်းဘောလုံးကွင်းခန်းမှာအနီးမှာလည်းလေကြောင်းထပ်မံတိုက်ခိုက်ခံရတယ်ညက3:00လောက်အနည်းဆုံး ဘုံကျဲခံရပြီးတော့တိတ်ဆုံးတာကပြည်သူ၃ဦးတော့အ ਨੇ ဆုံးပဲလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်တလုံးမိုးကုတ်ဒေသခံပြည်သူတချို့ရဲ့လူမှုကွင်းရမှာရေးသားထားချက်များအရာစစ်လေရင်နဲ့ဘုံကျဲချမှုကြောင့်ပျက်စီးသွားတဲ့နေအိမ်စုစုပေါင်း၁၀လုံးထက်မနည်းရှိနေပြီးတော့တိတ်ဆုံးသူများလည်းရှိနေတယ်လို့သိရပါတယ်မန္တလေးတိုင်းမိုးကုတ်မြို့နယ်ကိုအခုနှစ်ဇူလိုင်လ24ရက်နေ့မှာ TNL ကစစ်ကောင်စီတပ်များထံကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့မြို့ဟာပုံမှန်လေပတ်နေတဲ့အချိန်၄လနီးပါးအကြာမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်း ောင်းတရင်ရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့ထိုင်းနိုင်ငံအတွင်းမှာဗီဇာတက်တန်းကျော်လွန်စွာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လက်မှတ်ဘယ်ကိုင်းဆောင်ထားကိုင်းဆောင်ထားတရက်ကိုဘန်900နှုံးနဲ့စုစုပေါင်းဘန်နတ်တောင်းထက်မပူတဲ့တန်ချင်းငွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဘူရိုကိုပေးဆောင်ရမှာဖြစ်ပြီးတော့တက်တန်းလွန်နဲ့ကာလာအလိုက်ပြည်ဝင်ခွင့်တွေပိတ်ခတ်ရမှာဖြစ်တယ်လို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံကနိုဗမ်ဘာလ10ရက်နေ့ကအသိပေးစာထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံထဲမှာဗီဇာတက်တန်းကျော်လွန်နေပြီးတော့နေထိုင်နေတဲ့သူတွေများပြားလာတာကတော့မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေထွက်လာပြီးကလေးကအခုလိုများပြားလာတာဖြစ်တယ်လို့စစ်မှုထမ်းဥပဒေကိုရှောင်ရင်းနဲ့ ထိုင်းနိုင်ငံကိုထွက်လာခဲ့တဲ့လူငယ်တအုပ်ကပြောပြခဲ့ပါတယ်။ဘာလို့မပြောင်းကျင်ကြတာလဲဆိုတော့အဓိကအချက်ကတော့ပထမဦးဆုံးစစ်မှုထမ်းဥပဒေကြောင့်ပါတယ်။လူငယ်တွေအမျိုးသမီးတွေကစစ်မှုထမ်းဥပဒေကြောင့်ပေါ့။တခြားအချက်လက်တွေကတော့မြန်မာနိုင်ငံမှာတော်တော်များများနေရာဒေသတွေကတိုက်ပွဲတွေဖြစ်နေကြတယ်။ ပညာသင်ကြားတာတွေကဆက်လုပ်လို့မရတဲ့အတွက်ကြောင့်မို့လို့ပညာသင်ကြားတဲ့သူတွေတော်တော်များများလဲဒီဘက်မှာလာပြီးတော့ပညာသင်ကြားတယ်အလုပ်လာလုပ်ကြတဲ့သူတွေကလည်းဒီဘက်မှာအလုပ်လာလုပ်ကြတယ်စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက်ပိုင်းမှာထိုင်းနိုင်ငံကိုနီလန်မျိုးစုံနဲ့လာတဲ့သူတွေများတယ်ထိုင်းနိုင်ငံရဲ့နေရာဒေသအသီးသီးမှာအထောက်အထားမရှိဘဲနဲ့နေကြရတာများတယ်လို့ပြောဆိုထားပါတယ်အလားတူပဲရွှေပြောင်းအလုပ်သမားများကြားထဲမှာလဲ MOU နဲ့လာပြီးတော့အလုပ်လုပ်ခွင့် visa တက်တန်း ုံဆုံးတာတော့မှမြန်မာပြည်ကနိုင်ငံရေးအခြေအနေတွေစီးရင်မငြိမ်သက်မှုတွေပြန်ရင်စစ်မှုထမ်းခံရမှာဆိုတာတွေကြောင့်နေရက်ကိုမပြန်ကြတဲ့သူတွေလည်းများလာတယ်လို့အလို့သမားရေးလှုပ်ရှားသူများကပြောဆိုထားပါတယ်။ဒါကြောင့်တပ်တန်းကျော်လွန်စွာနေထိုင်နေတဲ့သူတွေထဲမှာလည်းနိုင်ငံကူးလက်မှတ်ကန်ဆောင်ထားတဲ့အလို့သမားတွေလည်းပါဝင်နေတယ်လို့အလို့သမားရေးလှုပ်ရှားသူကိုရဲမင်းကပြောဆိုထားပါတယ်။ လက်ရှိမှာထိုင်းနိုင်ငံမှာ overstay ဖြစ်နေကြတဲ့သူတွေကောအထောက်ထားမဲ့တဲ့သူတွေကောအခြေအနေအရမြန်မာနိုင်ငံကိုပြန်လို့မရတဲ့သူတွေကောအဲ့လိုလိုလူတွေမြောင်များစွာအတန်းစားမျိုးစုံရှိပါတယ်အထူးသဖြင့်အလုံသမားတွေပေါ့နော်အခုအချိန်မှာမြန်မာနိုင်ငံကိုပြန်မယ်ဆိုရင်မပြန်ချင်ကြဘူးအရင်ကဆိုရင်မြန်မာပြည်ပြန်ဖို့ပဲစူးစမ်းပြီးတော့အလုပ်လုပ်ကြတယ်အခုကမပြန်ချင်ကြဘူးလက်ရှိအခြေအနေအရ overstay ဖြစ်နေတဲ့သူတွေက များနေမှာပါလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ